အခုပြပြပေးမယ်ကျမ်းမာရေးအကြောင်းအရာလေးတစ်ခုကတော့တပန်းတီနဲ့ပတ်သက်တဲ့ကျမ်းမာရေးဘိုးသူတာလေးပဲဖြစ်ပါတယ်။ချမဟင်းလေးငြိုသီးစားတော့နေနဲ့ထမင်းကိုနေပြီးရေစင်ထားတဲ့တပန်းတီကြွကြွလေးကိုတိုးစားရတာကအတော်လေးအရသာရှိလာပါတယ်။ဒီတပန်းတီလေးတွေကပင်စီမှာအခိုင်လိုက်ကပောက်တက်ပြီးတော့အတွင်းမှာဝါးစားလို့ရတဲ့အစီလေးတွေပါပါတယ်။အစိမ်းအောင်ရှိပြီးမှဲ့လာတဲ့အခါနီနီရဲရဲလေးနဲ့ချစ်စရာကောင်းပါတယ်။ တပန်းတီကိုဒီအတိုင်းတွဲစားတာရှိသလိုစားရည်စိမ်စားတာမျိုးလည်းရှိပါတယ်။ဒီလိုစားကောင်းတဲ့တပန်းတီကကျန်းမာရေးကိုဘလို့အထောက်အကူပြုလဲဆိုတာအခုပဲပြပြပေးမှာဖြစ်ပါတယ်။တပန်းတီဆိုတာတပန်းပင်ရဲ့အသီးပဲဖြစ်ပါတယ်။အရေးရတဲ့အပင်ကြီးမျိုးပါ။ပင်စီမှာကပ်ပေါက်တတ်ပါတယ်။တပန်းကိုရေတပန်းနဲ့ဂုံတပန်းဆိုပြီးတော့ခွဲခြားထားပါတယ်။အပေါကွန်ထူထူလေးနဲ့အတွင်းမှာဝါဆလို့ရတဲ့အစီအလေးတွေပါပါတယ်။အခုမှဝါဆလို့ရပါတယ်။ တဖန်သီးအစိမ့်ကိုရောအမဲ့ကိုပါဒီအတိုင်းစားလို့ရပါတယ်။တဖန်သီးမှာပါတဲ့အာဟာရတဖန်သီးမှာအခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ကယ်လိုရီ၊ကာဘိုဟိုက်ဒရိတ်၊တခြားဓာတ်၊အမြင့်ဓာတ်၊ပရိုတင်း၊အဆီဓာတ်၊ကယ်စီယမ်၊ပိုတက်ဆီယမ်၊မဂနီဆီယမ်၊ဗီတာမင် K ၊ဗီတာမင် C ၊ဗီတာမင် E တို့ပါဝင်နေပါတယ်။စားလို့ကောင်းတဲ့တဖန်သီးကအခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ကိုယ်ခံအားကောင်းစေတယ်။ သဖန်သီးကဗီတာမင်စီကျွယ်ဝတာကြောင့်ကိုယ်ခံအားကောင်းစေဖို့အထောက်အကူပေးနိုင်ပါတယ်။အေးအေးမြပြားနာတာမျိုးမဖြစ်စေဖို့အထောက်အကူပေးပါတယ်။ဗီတာမင်စီကျွယ်ဝမှုကတန်ကျပ်ဆုပ်ယုံမှုကောင်းစေပြီးသွေးရနေရောဂါမဖြစ်စေဖို့ကာဝေးပေးပါတယ်။ပြီးတော့အရိုးတွေတတ်မစေတယ်။သဖန်သီးစားပေးတာကခန္ဓာကိုယ်အတွက်ကယ်ဆီယမ်ပြည့်ဝစေပြီးအရိုးသိပ်သီးစရောကြတာကိုတက်တာစေနိုင်သလိုအရိုးပါတာအရိုးပွားတာမျိုးမဖြစ်စေဖို့အထောက်အကူပေးပါရယ်အရိုးတွေကိုတမာစေပြီးတော့အရိုးကျိုးလွယ်တာကိုကာဝယ်ပေးပါရယ် အရိုးအကြမျိုးတွေမဖြစ်စေဖို့ကာဝယ်ပေးနိုင်ပါတယ်ပြီးတော့ဝေးကြစေနိုင်တယ်အမြင်တတ်ကြွယ်ဝမှုကအစာခံစေနိုင်ပြီးဝေးကြစေဖို့အထောက်အကူပေးနိုင်ပါတယ်အမြင်တတ်ကြွယ်ဝမှုကသွေးရည်ကိုလက်စတောကိုကျဆင်းစေပြီးနှလုံးရောဂါနဲ့ဆီးချိုရောဂါမဖြစ်စေဖို့ကာဝယ်ပေးနိုင်ပါတယ်အစီကျစေပြီးတော့ကြွက်သားတက်စေဖို့အတွက်လည်းအထောက်အကူပေးနိုင်ပါတယ်ခန္ဓာကိုယ်ကြွက်သားတက်အောင်လေ့ကျင့်နေသူတွေလည်းစားပေးလို့ရပါတယ်ပြီးတော့မှတ်ညံအားကောင်းစေနိုင်ပါတယ် တပန်းသီးရဲ့နောက်ထပ်ကျမ်းမာရေးအာနိသင်ကတက်တိုးဆန့်ကျင်အာနိသင်ကျွဲဝရာကြောင့်မှတ်ညံတိုးတက်စေဖို့အထောက်အကူပေးပါတယ်။တက်တိုးပစ္စည်းတွေကြောင့်မှတ်မိနိုင်စွမ်းကျဆွမ်းနာကိုကာကွယ်ပေးပါတယ်။အာယုံကြောတွေကိုကျန်းမာစေပြီးအဆိုင်မယောဂါမဖြစ်အောင်ကာကွယ်ပေးသလိုအသက်အရွယ်ကြောင့်မှတ်မိနိုင်စွမ်းကျလာတာကိုသက်သာစေနိုင်ပါတယ်။စီးကျိုလည်းကာကွယ်ပေးတယ်။အမြင့်ချက်ပါဝင်နေမှုကအစားစားပြီးချိန်မှာရုတ်တရက်သွေးရင်းတကြားတဲ့မြင့်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ွေးတိုးလဲကြစေနိုင်ပါတယ်။တပန်းတိမှာပိုတက်ဆီယမ်ပါဝင်နေတာကြောင့်သွေးတိုးကြစေဖို့ထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့်သွေးတိုးကြစေဖို့ဆိုရင်တော့တပန်းတိစားပေးလို့ရပါတယ်။ဒါပေမဲ့ဘယ်အရာမဆိုတင်းတင်းမြတ်တာရဲ့ပမာဏစားပေးရင်အကျိုးဖြစ်စေတာမို့လို့အလွန်အကျွံစားသုံးခြင်းကနေရှောင်ကျရမှာပဲဖြစ်ပါတယ်။အခုပြပြပေးခဲ့တာကတော့တပန်းတိနဲ့ကျမ်းမာရေးဆိုတဲ့အကြောင်းအလေးပဲဖြစ်ပါတယ်။